အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ American သမ္မတ Donald Trump ကဟာဘတ်တက္ကသိုလ်ကိုရန်မောင်ွေထောက်ပံ့မှုရပ်ဆိုင်းလိုက်တာဟာဥပဒေနဲ့မညီဘူးလို့သမ္မတဟောင်း Obama ကဝေဖန်လိုက်တဲ့သတင်းမှာ American သမ္မတ Donald Trump ကဟာဘတ်တက္ကသိုလ်ရဲ့မူဝါဒကို ပြောင်းလဲဖို့ဖိအားပေးတဲ့အနေနဲ့ Federal ရန်မောင်ွေထောက်ပံ့မှုရပ်ဆိုင်းလိုက်တာဟာဥပဒေနဲ့မညီဘူးလို့သမ္မတဟောင်း Barack Obama ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဝေဖန်ပြောဆိုလိုက်ပါတယ် တမရဒေါ်နယ်ထရန့်ဟာဟာဘတ်တက္ကသိုလ်အနေနဲ့ဂျူးစန့်ကျင်သူတွေကိုအလုံးမခံဖို့ကျောင်းဝင်ခွင့်မပေးဖို့နဲ့တင်ကြားမှုပုံစံတွေကိုပြောင်းလဲဖို့ဖိအားပေးတောင်းဆိုခဲ့မှုကိုဟာဘတ်တက္ကသိုလ်ဘက်ကပယ်ချခဲ့တာကြောင့်ရမုံငွေထောက်ပံ့မှုကိုရပ်ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။တမရအဖြစ်ကနေအနားယူပြီးနောက်အစိုးရအဖွဲ့တွေရဲ့ဘော်ဝေဖန်မှုတွေလှုံ့ဆော်လေးမရှိတဲ့တမရဟောင်းဘာရက်အိုဘားမားကတော့အခုလိုလုပ်ရဟာဥပဒေနဲ့မညီပဲအာရမအနိုင်ကျင့်မှုပဲဖြစ်တယ်လို့ဆိုပါတယ်။ သမ္မတဒေါ်နယ်ထရန့်ကတော့ရမောင်ငွေဖြစ်တော့မှုအပြင်ဟာဘတ်တက္ကသိုလ်ကိုပေးရထားတဲ့အခွန်ကင်းလုပ်ခွင့်ကိုပါရုပ်သိမ်းမယ်လို့ထပ်တိုးချင်းချောက်မှုတွေလှုံ့ဆော်နေပါတယ်ဒေါ်နယ်ထရန့်ရဲ့တောင်းဆိုချက်ကိုညှင်းပယ်ခဲ့တဲ့ဟာဘတ်တက္ကသိုလ်ဘက်ကနေရေးတက္ကသိုလ်ကလည်းယက်တီခဲ့ပြီးဟာဘတ်တက္ကသိုလ်ကိုထောက်ခံကြောင်းအသိပေးစာထုတ်ပြန်ခဲ့ပါရဲ့ရှင်။ကျမနွယ်နွယ်ပါ။